်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်အောင်ဆုံးဖျားသခင်ရဲ့ကြည်တော်ကိုချီးမွမ်းပါတယ်တဲ့ဘဝခยีအောင်ပွဲအတွက်အားပေးနေသောကောင်းခင်ဘုံဆိုတဲ့ကောင်းစင်နဲ့ဟီပြေအခန်းကြီးဆက်နဲ့အငယ်တစ်ကိုဆင်ကျင်သွင်းကြပါရစေ။ ထို့ကြောင့်ဤမြလောက်များစွာသောတသက်အပေါင်းတို့သည်ငါတို့ကိုဝန်းရံရဲ့ရှိကြသည်ဖြစ်၍ငါတို့သည်ခတ်သိမ်းသောဝန်တို့ကို၎င်းနောက်ဆက်တတ်သောဒုစရိုက်ကို၎င်းပယ်ရှား၍ငါတို့မျက်မှောက်၌ထားသောပန်းတုံးတိုင်တို့ရောက်ခြင်းကအာမလျော်ပင်ပြေးကြကုန်အံ့ကျွန်တော်တို့လူအတ္တတာကိုအပြေးပြိုင်ပွဲတစ်ခုဝင်နေရတယ်လို့စိတ်ကူးကြည့်လိုက်ပါ။ တခါတလေမှာကျွန်တော်တို့ယုံကြည်သူခရိယန်အသက်တာမှာအဝေးပြေးပြိုင်ပွဲမာရသွန်ပြိုင်ပွဲဝင်နေတယ်လို့ခန်းစားရတတ်ပါတယ်။ပြေးလန်ခီးဟာရှီလန်ပြီးတော့တခါတလေအခက်အခဲတွေစိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့လမ်းကိုပြေးနေရတယ်လို့ပဲခန်းစားရမှာဖြစ်တယ်။အ мян ပြေးရမယ်အပြေးပြိုင်ပွဲမျိုးမဟုတ်ပေမဲ့လည်းပြေးရင်ပြေးရင်နဲ့ပြေးလန်ချောင်းကပို့ပြီးတော့ရှီလန်လာတယ်လို့ခန်းစားရတဲ့အပြေးပြိုင်ပွဲမျိုးလို့ ဖြစ်နေနိုင်ပါလေပြည်ရင်နဲ့လက်မြောက်အရှုံးပေးလိုက်ခြင်းနဲ့စိတ်တွေဖြစ်ပေါ်ခံစားလာနိုင်ပါလေပြည်နေတာကိုရပ်တန့်လိုက်ပြီးတော့ပြန်ပွဲကိုအဆုံးသတ်လိုက်ခြင်းနဲ့စိတ်တွေဖြစ်ပေါ်လာနိုင်ပါလေပန်းနိုင်ကိုရောက်သွားဖို့တေချာမှုမရှိဘူးလို့လည်းခံစားရနိုင်ပါလေပြိုင်ပွဲကနေထွက်သွားတော့မယ်လို့ခံစားလိုက်တဲ့အချိန်လေးမှာပဲပန်းတိုင် အဆုံးထိပြေးဖို့မထိုက်တန်ဘူးလို့ထင်နေတဲ့အချိန်လေးမှာပဲ ကျွန်တော်တို့ပြီးနေတာကိုကောင်းကင်ဘုံကနေအားပေးနေတဲ့သူတွေရှိနေတယ်ဆိုတာကိုတတိယမြင်ရအောင်ကြည်လိုက်ပါအဲ့ဒီမြင်ကွင်းမှာ ပန်းတိုင်ကိုလမ်းမြင်နေရတဲ့အကွေလေးတစ်ခုကိုရောက်တာနဲ့ကျွန်တော်တို့ကိုအောင်ပွဲခံဖို့အားပေးနေတဲ့လူတွေမတ်တက်ရက်နေတာကိုလမ်းမြင်ရမယ်သူတို့ကပန်းတိုင်စီရောက်ဖို့အတွက်ဆက်ပြေးဖို့လက်ခုပ်တီးပြီးတော့အားပေးနေတဲ့လက်ခုပ်တီးတန်တွေကိုကြားရမယ် အပြေးပြိုင်ခွင်းထဲမှာအားပေးနေတဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့ပြည့်နေနေတာကိုသိထားပြီးတော့ပြိုင်ပွဲပြီးအောင်ဆက်ပြေးဖို့ခွန်အားအသစ်တွေနဲ့တတိအသစ်တွေကိုရှာဖွေလိုက်ပါသူတို့ရဲ့ပံပိုးကူညီမှုတွေနဲ့နောက်ဆုံးစီကိုရောက်နိုင်အောင် ပြည့်နိုင်မယ်ဆိုတာကိုသိထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ရှေ့ကိုဆက်ပြီးတော့ပြေးသွားနိုင်မှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ယုံကြည်သူခရိယန်နေ့စဉ်အသက်တာဟာအပြေးပြိုင်ပွဲတစ်ခုလိုပဲဖြစ်တယ် ဒီရုပ်လောကမှာပြည်နေတဲ့အပြည့်ပြိုင်ပွဲမျိုးမဟုတ်ပဲနဲ့ဝိညာဉ်ရလောကမှာပြည်နေရတဲ့ပြိုင်ပွဲပဲဖြစ်တယ်။ကောင်းကင်ဘုံမှာကျွန်တော်တို့ရှေ့မှာပြည်ပြီးတော့ပြိုင်ပွဲမှာပန်းတိုင်အဆုံးကို ရောက်ခဲ့တဲ့သူတွေနဲ့ပြည်နေမယ်။သူတို့တွေကအောင်ပွဲခံဖို့အားပေးနေမယ်။ကျွန်တော်ဟေပြဲအခန်းကြီး7ကိုကြည့်မယ်ဆိုရင်တမဟောင်းကယုံကြည်သူတွေအကြောင်းကိုဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်။သူတို့ရဲ့ယုံကြည်ခြင်းခိုင်မာစွာ ပန်းတိုင်ရောက်တဲ့အဆုံးတိုင်အောင် ပြေးခဲ့တဲ့အကြောင်းတွေကိုတွေ့ရမှာဖြစ်တယ်။နော်အေအာဗြဟံမောရှေနဲ့တခြားထောင်ပေါင်းများစွာသောသူတွေဟာယုံကြည်ခြင်းအပြင်အဆုံးတိုင်အောင်ကောင်းမွန်စွာပြေးခဲ့ကြတယ်။အခုသူတို့ဟာကောင်းကင်ဘုံဘုရားသခင် ရှေ့မောင်မှာထိုင်ပြီးတော့ကျွန်တော်တို့ပြိုင်ပွဲပြီးဆုံးတဲ့အထိ ပြေးနိုင်ဖို့ကြည်ရှုအားပေးနေပါတယ်။ကျွန်တော်တို့အနေနဲ့ခရစ်တော်ရဲ့ပြည့်စုံခြင်းအကြောင်းကိုသိပြီးတော့ ဆက်လက်ပြီးတော့အာထုတ်ပြေးနေတဲ့အချိန်မှာသူတို့ဟာပျော်ရွှင်နေကြမှာဖြစ်တယ်။ကျွန်တော်ရဲ့ဝိညာဉ်ရအပြေးပြိုင်ပွဲဟာ အမြဲတမ်းမလွယ်ကူသလိုတခါတလေမှလည်းပဲဆွန့်လွတ်လိုက်သလိုခံစားရတယ်။ကြောက်ရွံ့မှု၊ကြာရှုံးမှု၊စိတ်တကြမှုစတဲ့အတွေးတွေကကျွန်တော်စိတ်ကိုလွမ်းမိုးနေတတ်ပါလေ။ကျွန်တော်နှုတ်ထွက်တော်မယ်ဒီပြိုင်ပွဲကိုဝင်ပြိုင်ဖို့မထိုက်တန်တော့ဘူးလို့ထင်တဲ့အခါမှာ ကောင်းခင်ဘုံကယက်တီမှုက ကျွန်တော်ကိုအားပေးနေတဲ့သူတွေနဲ့ပြည့်နေနေတာကိုတတိရလိုက်ပါ အပြေးပြိုင်ပွဲကဘလို့လဲဆိုတာကိုသူတို့သိပါတယ်သူတို့ရဲ့ယုံကြည်ခြင်းအပြေးပြိုင်ပွဲကိုပြေးပြီးတော့ဘုရားသခင်က ကျွန်တော်ကိုခေါ်ထားတဲ့အရာအားလုံးဖြစ်လာစေဖို့အတွက်ရှေ့ကိုဆက်ပြီးတော့တွန်းအားပေးကြတယ်ကျွန်တော်ရှေ့မှာကြိုပြီးတော့ရောက်နေတဲ့သူတွေက ကျွန်တော်တို့တိုးတက်မှုကိုစောင့်ကြည့်ပြီးတော့ကျွန်တော်တို့အောင်မြင်ဖို့အတွက်ဆူတောင်းပေးနေပါတယ် ျတို့မှာအောင်ပွဲခံဖို့အားပေးနေတဲ့ကောင်းကင်ပရိသတ်တွေရှိလို့အခုပြေးနေရတဲ့ပြိုင်ပွဲကို စိတ်အားထက်သန်စွာနဲ့ပဲပြေးလိုက်ပါဒါကြောင့်ကျွန်တော်တို့ဒီနေ့နှုတ်ကပ်တော်ဂတိအယဝန်ခံအသက်ရှင်သွားဖို့ကတော့စိတ်အားထက်သန်စွာနဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ရအပြေးပြိုင်ပွဲကိုပြေးနေမယ်ကျွန်တော်တို့ရှေ့မှာတွားခဲ့တဲ့သူတွေကကျွန်တော်တို့ကို အောင်ပွဲခံဖို့အတွက်တွန်းအားပေးနေတယ် ျွန်တော်ဟာဘယ်တော့မှအရှုံးမပေးဘူးပြန်ပွဲကိုမစွန့်သွားဘူးကျွန်တော်ဟာလောကကိုအောင်မြင်ခဲ့တဲ့သခင်ယေရှုခရစ်တော်ကိုအာယုံပြုတဲ့အမြင်တွေနဲ့ပန်းတိုင်ပန်းတုံးတိုင်ဆုံးတဲ့အထိတိုင်အောင်ပြေးသွားမယ်ရှင်ဘောဓုကတော့ကိုရိန္သုဩဝါဒစာပရမတ်ဆောင်အခန်းကြီး၄အငယ်၉မှာကျွန်တော်ယုံကြည်သူတွေဟာလောကီသားတွေနဲ့ကောင်းကင်တမန်တွေမျက်မှောက်မှာ ပွဲဝင်နေတဲ့သူတွေဖြစ်ကြတယ်လို့ဆိုထားပါတယ် ဂျာနာဆင်ခြင်ခဲ့တဲ့သူတိုင်းပြာသခင်ရဲ့ရှေ့လူတွေရဲ့ရှေ့မှာဝိညာဉ်ရအပြေးပြိုင်ပွဲမှာပန်းတိုင်ကိုရောက်တဲ့တိုင်အောင်စိတ်အားထက်သန်စွာ ပြေးနေချခြင်းကြောင့်ပြာသခင်ပုံတော်ထင်ရှားနေတဲ့အသက်တာအတီးတီးဖြစ်နေကြပါစေအာမင်ဤကွာတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန် นิตรดาบจิรู้สออปาติ